မင်္ဂလာပါရှင်။2025ခုနှစ်ဇွန်လ21ရက်နေ့ရက်ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျမကတော့မမှုပါရှင်။အောင်စရာစစ်ကြောင်းကိုစစ်ကူပေးဖို့လာတဲ့တပ်ဖွဲ့ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာ30ဦးထက်မနည်းသေဆုံးခဲ့ပြီးတပ်ရင်းမှုနဲ့ဒုတပ်ရင်းမှုတန်းရအပြင်းထန်ရရှိသွားပါတယ်။အဲ့ဒီတိုက်ပွဲမှာလက်နက်ခဲယံတွေလည်းရရှိလိုက်ကြပါရရှင်။လက်ဗရန်မြို့နယ်ရေငါရွာမှာတက်ဆွဲထားတဲ့စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်မှုမှာစစ်သား5ဦးသေဆုံးတယ်လို့ဆိုပါရတယ်။ BPLA တင်နန်းစင်းပွဲကိုတိုင်းရင်းသားကောင်းဆောင်တွေနဲ့ NUG တို့ကတက်ရောက်ခဲ့ပါတယ်။နောင်ချုံမြို့နယ်ကျေးရွာခုနှစ်ရွာမှာစစ်ကောင်စီတပ်နဲ့ TNN တို့အကြမ်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးအစိမ့်ငွေဘုံတွေကိုပါစစ်တပ်ကအုံပြုတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ငါဖဲမျိုးနယ်မှာရှိတဲ့စစ်တပ်စခန်းတစ်ခုကိုတိုက်ခိုက်မှုမှာစစ်သားတအူးသေဆုံးပြီးတော့တအူးအရှင်ဖမ်းမိကနဲ့ရီကန်စစ်ပြူဟာဂုံမှထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား၁၄ဦးကိုဖမ်းဆီးရရှိလိုက်ပါတယ်ရှင်။ ဒီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ကော့ဂရိတ်ကျုံတိုးလန်းတိုက်ပွဲမှာစစ်သား30ဦးထပ်မင်းနဲ့တေဆုံးပြီးတော့စစ်တပ်ဘက်မှတပ်ရင်းမှုနဲ့ဒုတပ်ရင်းမှုတို့ အပြင်းထန်ဒဏ်ရာရရှိကာလက်နက်ခဲယံအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း Moon Liberation Army ရဲ့သတင်းထုတ်ပြန်ချက်နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့သတင်းအရင်းမြစ်ရသိရပါဗျာ။ ဇွန်လ16ရက်နေ့ကရင်ပြည်နယ်တုံတိုးမြို့ကနေတဆင့်အောင်စရာစစ်ကြောင်းကိုစစ်ကူပေးရန်တက်လာတဲ့စစ်ကောင်စီလက်အောက်ခံတမ44တမ55မှာစစ်တပ်စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါတိုက်ပွဲမှာ9နာရီကျော်ကြာမြင့်ခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်မှတက်ရင်မှုအပါအဝင် 2IC ဘုံမူဒံယာရရှိခဲ့ကြောင်းစစ်သား30ဦးထပ်မင်းနေတေဆုံးခဲ့ပြီးတော့စစ်တပ်ရဲ့လက်နက်ခဲယမ်းတွေကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ စစ်တပ်ထံမှသိသိရရှိတဲ့လက်နက်တွေမှာ MA1 MA2 လက်နက်များ RPG အမြောက်များနဲ့ RPG ဘုံ RPG ပို့ရန်များ60မမလက်နက်ကြီးများကြီပေါင်းမျိုးစုံကြီမျိုးစုံကြီကအုတ်ထုပ်အပါဝင်လက်နက်ခဲယမ်းတွေနဲ့စစ်အုံဆောင်ပစ္စည်းတွေကိုသိသိရရှိခဲ့တယ်လို့သိရပါတယ်အခုရပိုင်းတိုက်ပွဲတွေမှာစာကားစာ40လောက်တည်တယ်တက်ရင်မှုနဲ့ဒုတက်ရင်မှုတို့ဒဏ်ရာပြင်းထန်လို့ကြုံတို့905တက်ကနေတဆင့် ဖအံတောင်ကလေးစေယုံကိုပို့ထားတဲ့တက်သားတွေကိုတော့ငါးလင်းငါတက်ထဲမှာစေကူတာပေးနေတယ်လို့တော်လန်ရေးတည်ရင်မြစ်ကပြောပါတယ်။အလားတူပဲယနေ့စွန်လ22ရက်နေ့နနက်10:00နာရီအချိန်မှာတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကကြုံတိုးမြို့နေရာလေးခုကိုလက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ကလည်းပြန်လည်ပစ်ခတ်မှုရှိတယ်လို့သိရပါတယ်။ ဒီနေ့မနက်10:00နာရီအချိန်မှာတော်လန်ရေးဘက်က စစ်ကောင်စီစစ်ကြောင်းပြစ်မှတ်၄နေရာကို လက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်ပြီးတဲ့နောက်မှာစစ်ကောင်စီဘက်ကလည်းပြန်လည်ပစ်ခတ်နေတာတွေရှိတယ်။ပြီးတော့မနက်10:00နာရီအချိန်မှာဖအံကစစ်ကူခဲယံကားတွေတာမညာကောရာဘက်ကနေဂျိုင်းကျုံတို့ဘက်ကိုတက်လာတယ်။တာလဘတ်စိန်အုပ်တဲ့ရိတ်ခါခဲယံကား6ဘိန်နှစီထွက်လာနေတယ်လို့တော်လန်ရေးတတိယမြစ်ကပြောပါတယ်။ အဲ့ဒီစစ်စီရေးမှာ KNN နေဥဆောင်ပြီးတော့ RMA မွန်တမရော PDF များအပါအဝင်မဟာမိတ်တပ်ပေါင်းစုံတွေကပါဝင်တယ်လို့သိရပါတယ်။ကြုံတို့မြို့ကိုတော်လန်ရေးတပ်ဖွဲ့တွေကဝိုင်းဝန်းထားပြီးတော့မြို့ပြင်ကိုထွက်လာတဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေထံမှပူပေါင်းပြီးတော့ပြည်သူရင်ခွင်ခိုလုံကြရန်တိုက်တွန်းလို့ဆိုထားပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းလက်ပတန်းမြို့နယ်ရေငံရွာမှာတက်ဆွဲနေတဲ့အကြံဖတ်စစ်တပ်အထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာ စစ်ကောင်စီတပ်သား5ဦးသေဆုံးခဲ့ကြောင်းတာယာဝရီခရိုင်တပ်ရင်3832တက်ခွဲနှစ်မှတာဝန်ရှိသူတို့ကပြောပါရယ်ဇွန်လ16ရက်နေ့နနက်3:50မိနစ်အချိန်မှာလက်ပဒန်းမြို့နယ်အပိုင်းရေငံကျေးရွာမှာအင်အား30ကျော်နဲ့အထိုင်ချတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကတနအီ40မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြံဖက်စစ်ကောင်စီတပ်သား5ဦးသေဆုံးကစစ်တပ်ဘက်မှအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအကြံဖက်စစ်တပ်ဘက်မှလက်နက်ကြီးများပစ်ကူဖြင့်ဇက်တိုက်ပစ်ခတ်ခဲ့တာကြောင့်တော်လရေးပူပေါင်းတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲစကြတဲ့ကမနက်3:50မိနစ်မှာအပြန်အလှန်စော်ကြရင်9:00ခွဲမှာတိုက်ပွဲပြီးတယ်စခ9កောင်သေးတယ် တန်ရာရသူတွေများပြီးတော့အထိနာလို့ပြေးသူကပြေးနဲ့ဖြစ်ကုန်တော့စစ်ကူခေါ်တယ်။စားခစစ်ကူတွေလာတာနဲ့လက်နက်ကြီးတွေပြစ်ကူပေးတာကြောင့်ကျွန်တော်တို့စခန်းမဝင်စီတော့ပဲပြန်ဆုတ်လာကြတာလို့တာယာဝရီခရိုင်တက်ရင်383ရက်နှစ်တက်ခွဲနေမှာတာဝန်ရှိသူတို့ကပြောပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတာယာဝရီခိုင်တက်ရင်383ရနှစ်တက်ခွဲနှစ်တက်ခွဲ၃နဲ့ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာယာဝရီခိုင်ပါကာဖအမတ်တတိုက်ခိုက်ရေးတပ်ဖွဲ့ရဲဘော်တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ရှင်ဆက်လက်ပြီးဗမာပြည်သူ့လူမျိုးရေးတက်မရော BPLA ရဲ့အခြေခံစစ်ပညာသင်တန်းဆင်ပွဲအပတ်စဉ်ကိုကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ပလောင်တန်းအမျိုးသားလူမျိုးရေးတပ်ဦးတအံအမျိုးသားလူမျိုးရေးတက်မရော PSLF TNN နဲ့ Arkatato AA Kirini ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများ Democratic တပ်ဦး ABSDF တို့မှခေါင်းဆောင်တချို့တက်ရောက်ခဲ့ကြောင်း BPLA ကယနေ့မှသတင်းထုတ်ပြန်ထားပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆို PSLF TNN နေအထွေထွေအတွင်းရေးမှုဗိုလ်ချုပ်တာဘုံကျော် IEC ဥက္ကဋ္ဌခွန်ဘီထွန်း AA တက်မှုတူ PLA စစ်ဦးစီးချုပ်နဲ့အထွေထွေအတွင်းရေးမှု ABSDF ဥက္ကဋ္ဌနဲ့ BPLA ကုကဲရေးမှုတို့ကပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာတအန်းနယ်မြေတနေရာမှာကျင်းပခဲ့တဲ့အခြေခံစစ်ပညာသင်တန်းအပတ်စဉ်ကိုသင်တန်းဆင်ပွဲကိုတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ မဟာမိတ်ခေါင်းဆောင်တွေကတော်လန်ရေးအောင်မြင်ရန်မတူညီတဲ့အင်အားစုများအကြားညီညွတ်ရေးလိုအပ်ကြောင်းနဲ့ဟန်ချက်ညီပါကစစ်အာဏာရှင်စနစ်အ мян ဆုံးအဆုံးတတ်မှာဖြစ်ကြောင်းအဓိကထားပြောကြားခဲ့တယ်လို့ BPLA ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။တင်နန်းစင်းရဲဘော်တွေကိုလက်နက်များတပ်ဆင်ခဲ့ပြီးတဲ့နောက်မှာအမတ်203စစ်ဒေသမှာတပ်ရင်းတစ်ခုတည်းတိုးချက်ဖွဲ့စည်းနိုင်ကြောင်းဖော်ပြထားပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းငဖဲမြို့နယ်နှဲ့ရီကန်လမ်းဟောင်းခွန်စူးရွာလမ်းခွဲမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီကာကင်းစကန်ကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားတအူးတေဆုံးပြီးတော့တအူးကိုအရှင်ဖမ်းပြီးကလက်နက်၅လက်သိမ်းစီရရှိခဲ့ကြောင်း CDF အရှိုမတာဝန်ရှိသူတို့ကပြောပါတယ်။ဇူလ20ရက်နေ့နနက်9:25မိနစ်ခန့်မှာနှဲ့ရီကန်လေချောင်းရံကောက်ွက်ရေးတက်စကန်ဖြူဟာကုန်းရဲ့ကာကင်းစကန်ဖြစ်တဲ့ ခွန်စူးရွာလမ်းခွဲမှာတက်ဆွဲထားတဲ့အကြံဖတ်စစ်တပ်စခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဝင်ရောက်တိုက်ခိုက်မှုကအချိန်15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြံဖတ်စစ်ကောင်စီတပ်သားအများအပြားစခန်းစွန့်ခွာထွက်ပြေးကတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတဦးပွဲချင်းပြီးတေဆုံးပြီးတော့တဦးကိုအရှင်ဖမ်းမိကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး CDF အရှုံမတပ်ဖွဲ့ဝင်တဦးမစိုးရိမ်ရာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွင်မှာတံဖက်စစ်ကောင်စီတပ်သားများထံမှ MA အမျိုးအစားလက်နက်ငယ်၅လက် BA 100စိန်ပြောင်းတစ်လက်နဲ့ခဲယံအများပြားကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဓိကကတော့မိမိတပ်စခန်းဆွန့်ခွာပြီးထွက်ပြေးကြသူတွေကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေကိုမယုံကြည်ရတဲ့အတွက်ခြေဦးတရပြေးမြေပြန့်ဖက်ရှောက်ချင်းစကားစဘက်ကပြန်မိရှေ့တန်းပြန်ပို့ခံရဒီလိုမျိုးတန်တရာလဲနေမဲ့အစား မိမိအသက်လုံခြုံမှုမိမိဘဝစစ်ကောင်စီလက်အောက်ကလွတ်မြောက်နိုင်ဖို့အမြန်ဆုံးအလင်းဝင်ကြပါလို့ပြောချင်တယ်လို့ CDF အရှုံမတာဝန်ရှိသူဆလိုင်းရိုချင်းကပြောပါရရှင်။အဲဒီတိုက်ခိုက်မှုကိုချင်းကောက်ွယ်ရေးတပ်အရှု CDF အရှုလူပေါင်းတစ်တမရော NSA နဲ့အရှုချင်းကောက်ွယ်ရေးတပ် ACDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါဗျ။ဒါ့အပြင်နိုင်ရကန်လန်ဟောင်းဖြတ်တောက်တိုက်ခိုက်ရေးလုပ်ငန်းစဉ် နေရီကံပြူဟာကုန်းမှထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား14ဦးကိုဇွန်လ12ရက်နေ့မှာဇွန်လ14ရက်နေ့အထိတော်လှန်ရေးတပ်ဖွဲ့တွေကအရှင်ဖမ်းဆီးနိုင်ခဲ့ပြီးတော့ MA1 တနက်3လ MA3 တနက်တလက်နဲ့ခဲရအချို့လူကိုတင်စီရရှိခဲ့တယ်လို့သိရပါရဲ့ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနှောင်းချိုမြို့နယ်ကျေးရွာခုနှစ်ရွာမှာစစ်ကောင်စီတပ်နဲ့ TNN တို့အကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း TNN တွေကယနေ့မှသတင်းထုတ်ပြန်လာပါတယ်။ ် TNN တွေကတင်ပိုက်ထားတဲ့နောင်ချိုမြို့နယ်လက်ပံကုန်းတရက်ကုန်းညံတော်ရွှေသွန်းလုံဝဲအုံမတိကျေးရွာနဲ့စမစဲကျေးရွာတို့မှာစစ်ကောင်စီတပ်နဲ့တန်းတက်မတော် TNN နှံနေတို့အကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးအဲ့ဒီတိုက်ပွဲဖြစ်ပွားနေချိန်မှာစစ်ကောင်စီတပ်ကလက်နက်ကြီး144လုံးနဲ့ drone ပုံ32လုံးတို့ကိုကျဲချခဲ့တယ်လို့သိရပါဗျ။ ဇွန်လ20ရက်နေ့နနက်6:55မိနစ်အချိန်မှာနောက်ချိုမြို့နယ်ပိန်းနယ်ကုန်းနယ်ညံတော်ကျေးရွာအကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအလားတူပဲယမန်နေ့နနက်8:32မိနစ်အချိန်မှာတရက်ကုန်းကျေးရွာနဲ့ကံကြီးကျေးရွာတွေလည်းတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ထို့အတူလက်ပံကုန်းကျေးရွာနဲ့လိုင်ဝဲကျေးရွာမှာလည်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယမန်နေ့မွန်းလယ်2:30မိနစ်အချိန်မှာရွှေသွန်းကျေးရွာမှာတိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီဘက်မှလက်နက်ကြီး53လုံးနဲ့ drone ဖြင့်ဘုံ်15လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဆမ်မဆယ်ကျေးရွာနဲ့အုံမတီကျေးရွာမှာစစ်ကောင်စီတပ်နဲ့တန်တမတော် TNN တို့ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးယမန်နေ့နှစ်နက်ပိုင်းအချိန်မှာရေမောင်းတန်းနဲ့ ရွှေညောင်ပင်ကျေးရွာတွေအကြားမှာစစ်ကောင်စီတပ်နဲ့တန်းတက်မလို့ TNN တွေတို့အကြားတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်းစစ်တပ်ကတိုက်ပွဲများအတွင်မှာလက်နက်ကြီးများအပြင်အစိမ့်ငွေဘုံသီးတွေကိုပါအတုံပြုခဲ့တယ်လို့ TNN တွေကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကဇွန်လတလလုံးအပြင်းရဲကြီးညာထားပေမဲ့နောက်ချိုမြို့နယ်ကိုအပြင်းထန်ထိုးစစ်ဆင်နေကြောင်းညီနောင်မဟာမိတ်၃ဘွဲ့ကငလင်တန်တင်ပြည်သူတွေအနေနဲ့လူသားချင်းစာနာထောက်ထားရေးလှုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်အပြစ်ရကြီးညာခဲ့ကြောင်းဒါပေမဲ့စစ်တပ်က သူတို့ရဲ့အပြစ်ရဲ့ကြေညာမှုကိုချိုးဖောက်နေတဲ့ဖြစ်တိုက်ပွဲများဖြစ်ပွားနေရတယ်လို့ TNN တွေကဆိုပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။ Say this one out to me Chose a gentle me Pray ready to do a twer A that we be said me Now he goes he tell you at your me Sana kuni be ma Kaura let me me Ye in dwe ta bi bi Tati de sa ni Yendu ana ju mya Che mo mi ke mi Nye ki nyane swe ke ki ni Nye ki nyane swe ke ki ni ယုံကြည်သည်ပါမတိဒီလိုကမွေးတဲ့အောင်စစ်သည်တိုက်ပွဲတိုင်းလဲတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့ရဲ့ယုံကြည်ကိုစီလက်သက်ပေးကြတရေကောင်းပေါင်းလို့သည်တမိုင်းကြည့်ပေးစက်ပေးကြကတိပြုသင်စာသည်ဒီလိုလူလူပေါင်းပြီးစံစားပြရမည်နိုင်ငံတော်ကို Jesus, sente me. တဲ့ကြော်နီးဖေရီပြည်တော်စုအတွက်အသက်သွေးပေးဆက်မီတာဝန်ကိုစီထမ်းရကြမီစာရာကူဟိပေမာတာရာလက်တွေနီးရဲ့ရည်သွေးတော့ပြီးပြီးတတိသစာကြီးရန်သူအားလားယူမြခြေမုံမြင့်ချင်မီမြန်ပညာနဲ့ဆွဲပြစီမီယုံကြည်သည်ပါမတိ Thank you.

ပေးစတိကြပတိပြုသစ္စာတည်ဒီလူလူအပေါင်းဒီဆန္ဒပြရမည်နိုင်ငံတော်ကိုသူစစ်ချမည် Hey!